မြမရိုးရယုံကြည်မှုတွေထဲမှာလေတရေမွေးရင်းဆိုတာရှိရနော်ဟုတ်ကဲ့ကြားဘူးပါတယ်အွန်လိုင်းဆရာကအစပိုင်းတရေကို ခိုင်းလို့ရတယ်ဒါပေမဲ့တရေကအားကျလာရင်လေအာဆရာကိုကင်ဘီတုကပေးရတယ်ဆိုတာမျိုးပေါ့ဟုတ်ပါတယ်ကိုချိုးစားတယ်ဗာညာအထီတော်ပြောကြတယ်အေးအေးပုံဥမာလေးရလေဒီနေ့ကျတို့ဆွေးနွေးမယ်ဝော်ပီသွေးစည်းညင်ရဲတက်မတော် UWSA ရဲ့ကြီးထွားလာပုံကိုနားလည်ဖို့ um စိတ်ဝင်စားစရာချင်းကပ်မှုတခုဖြစ်နိုင်မလားလို့อืมစိတ်ဝင်စားစရာနိုင်ရှင်မှုပါပဲ UWSA ဆိုရဲဒီအင်အားစုကြီးဘလို့ဖြစ်လာတယ်လဲဘသူတွေကဒီတရေကိုဘာကြောင့်ကြွေမွေးခဲ့တယ်လဲဆိုတာကိုနည်းနည်းစစ်စစ်စစ်ကြည့်ကြရအောင်လေကောင်းပါတယ် UWSA ကတော့1989မှာဗမာပြည်ကွန်မြူနစ်ပါတီဘီကိုပါပြိုဟွဲသွားတဲ့ချိန်မှာပေါ်လာတာပေါ့ဟုတ်ကဲ့အစပိုင်းမှာတော့သူတို့မှ အလောက်ကြီးအင်အားမရှိသေးဘူးဟောဘန္ဒရီရဲ့အရာရော လက်နဲ့အင်အားရရောပေါ့တရုတ်ရဲ့အားပေးမှုလည်းအဲ့ဒီအချိန်ကတိတ်မတွေ့ရဘူးဒါပေမဲ့အဲ့ဒီ1386ကလရှလေလုံးအရေးခဲနောက်ပိုင်းပြည်တွင်းနိုင်ငံရဲ့အခြေအနေနဲ့ရှုပ်ရှုပ်ထွေထွေထွေနေချိန်မှာအဲ့ဒီတုန်းကစစ်အစိုးရနာဝဒက UWSA နဲ့အပြစ်ခတ်ရစေရလို့ခဲ့လေနော်ဟုတ်ပါတယ်အဲ့ဒါက UWSA ရဲ့အတွက်ဘလော်ပြောင်းလဲဖြစ်သွားစေရလေအဲ့ဒါတတော်ကြီးတဲ့အလေအပြောင်းပဲ UWSA အတွက်ကတော့အသက်ရှူပေါက်ရသွားတယ်လို့ပဲပေါ့ အဲ့ဒီအချိန်ကနဝရအစိုးရကလည်း UWSA ကိုသူတို့မူလနေရာရှောင်းပြည်တောင်ပိုင်းကနေရှောင်းပြည်ရှေ့ပိုင်းဟိုဘက် mindset မိုင်းတုံဘက်ကိုရွှေ့လိုက်တယ်အဲဘာကြောင့်ရွှေ့ခိုင်းတာလဲအဓိကကတော့အဲ့ဒီမှာအင်အားကြီးနေတဲ့ခွန်စားတဲ့မော်တိုင်းတမတော် MTA ကိုတိုက်ခိုင်းဖို့ပဲဆိုတော့လေဒါကတစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောမျိုးရှမ်းမြို့သားရဲ့လက်နက်ကြိုက်တွေခေါင်းမြန်မထောင်နိုင်အောင်လှုပ်ရင် UWSA ကိုလည်းအတုံးချလိုက်တာ ဲ့မှာတွဲမွေးခြင်းအပိုင်းလို့ပြောနိုင်မယ်ဘင်းကွန်တွေမှုကိစ္စကပါလာရောပေါ့အဲ့ဒါကိုတရားမဝင် ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့အချက်ကတော့ဟုတ်တယ်အဲ့ဒါကအရေးကြီးတဲ့အချက်ပဲအဲ့ဒီကရတဲ့ဝင့်ွေက UWSA ရဲ့ဗဏ္ဍာရေးကိုအမြန်အားကောင်းစေခဲ့တယ်သူတို့တက်ကူတိဆောက်ဖို့လက်နက်ဖြည့်ခြင်းဖို့အဓိကယုံကြံဖြစ်ခဲ့တာပေါ့စရော MDC နဲ့လည်းတိုက်တစ်ဖက်မှာလည်းမူးယစ်စည်းဝါးနဲ့အင်ဟောက်တိဆောက်ဒီလိုလားအဲ့ဒီတော့ပါပဲနောက်ပြီး ပထောင်ကွယ်66မှာခွန်စားကလက်နှချသွားရောဟုတ်ကဲ့အဲ့ဒီအခါမှာနဝတအစိုးရကဝါလူဥယေတတင်းလောက်ကိုရှမ်းပြည်အရှိပိုင်းမှာတရားဝင်အခြေချခွင့်ပြလိုက်ပြန်ရောဒါက UWSA ရဲ့ဩဇာကိုအဲ့ဒီဒေတာမှာပို့ပြီးတော့ခိုင်မသွားစေတယ်ရှမ်းလက်နက်ကိုင်တွေအကတော့ပြန်လဲခြေကုပ် UFO ပုတ်ခတ်သွားတာပို့ဒါမဲ့ဒီစစ်တပ်နဲ့ UWSA ကြားကဆက်ဆံရေးကအမြဲတမ်းအဆင်ပြေမနေခဲ့ဘူးထင်တယ်နှထုံးပြင်းနေတဲ့နောက်ပိုင်းမှာအခြေအနေပြောင်းလာတယ်လို့ဆိုတယ် ဟုတ်ကဲ့ပြောင်းလဲလာပါတယ်အဲ့ဒီအချိန်မှာဗိုလ်မှူးကြီးရွတ်စစ်ဦးဆောင်တဲ့ RCSS ကရှမ်းရှိမှာပြန်ပြီးလှုပ်ရှားလာခြင်းပေါ့အင်းအင်းရှမ်းတက်ပေါ်လာပြန်ပြီဟုတ်တယ်အဲ့ဒီအခါစစ်တပ်က UWSA ကိုပဲ RCSS တိုက်ဖို့အကူအညီပြန်တောင်းရတယ်ရင်းလိုပဲလက်နက်ခဲယမ်းတွေစီးဝါးကုတမှုအကူအညီတွေပေးခဲ့တယ်လို့မတ်တမ်းမှာဆိုထားတယ်ဒါပေမဲ့ဘာဆက်ဖြစ်လဲ ဒါပေမဲ့နှာခေါင်းကလွယ်တိုက်လျံတိုက်ပွဲမှာလေ UWS ဆေးဘက်ကအကြာဆုံးများသွားတယ်တတော်ထိနာတော်ပုံရတယ်ဆိုတော့သူတို့တိုက်ပွဲကိုရက်လိုက်ရောအင်းစစ်တပ်ကဆက်တိုက်စေချင်မြင်မဲ့ရက်လိုက်တာလားဟုတ်တယ်စစ်တပ်ကဆက်တိုက်ဖို့ဖိအားပေးခဲ့တယ်လို့ဆိုတယ်ဒါပေမဲ့ UWS ဆေးကညင်းလိုက်တယ်အဲ့ဒီချိန်ကစပြီးနှစ်ဖက်ကြားမှာတင်းမာမှုတွေဆလာတာပဲဟိုအစကပြောတဲ့တရေကနည်းနည်းထိမနိုင်သေးမှဖြစ်လာတဲ့လက္ခဏာစပြလာတယ်လို့ပေါ့ စိတ်ဝင်စားစရာပဲအဲ့ဒါမြန်မာစစ်တပ်ကပထမကျွေးမွေးသူဆိုရဲတခြားသူတွေရောချီတယ်လားတရင်ရင်းမြစ်ထဲမှာထိုင်းနိုင်ငံရဲ့အခမ်းအနားကိုလည်းနည်းနည်းထည့်ပြောထားသလိုပဲဟုတ်ကဲ့ဒါလည်းနည်းနည်းရှုပ်ရပိုင်းပဲဟိုအစောပိုင်းကိုမင်တန်တက်တင်နေတူထိုင်းနိုင်ငံစပတ်ကိုရောက်သွားတဲ့ဝါအုပ်စုတွေရှိခဲ့တယ်ပေါ့ဝါဖြူလို့ခေါ်ကြတယ်ဝါဖြူဟုတ်ကဲ့အဲ့ဒီအုပ်စုတွေကိုထိုင်းအစိုးရနဲ့စစ်တပ်ကထိုင်းကွန်မြူနတီတိုက်ဖို့ဆိုပြီးတော့အခွင့်အရေးတွေပြီးပြီးတော့ငားရမ်းတယ်လို့အတုံးချခဲ့တယ် ထိုင်းကြီးကလည်းသူတို့အကျိုးအကွက်သုံးခဲ့တာပဲဟုတ်ပါတယ်အဲ့ဒီအုပ်စုကနောက်ပိုင်း UWS ရဲ့ Citrus Citrus Sit Data ဖြစ်လာတယ်ဝေလျှောက်ခန်းဆိုတဲ့ပုဂ္ဂိုလ်ကဦးဆောင်တယ်သူတို့ကပန်ဆန်းက UWS ရဲ့ဘဟုနဲ့တော့နည်းနည်းတီးခြားရည်တည်မှုရှိတယ်မြန်မာစစ်တပ်နဲ့ပို့ပြီးတော့နီးစပ်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့သုံးသပ်ကြတယ်ဆိုတော့ဒါကိုဒုတိယကျွေးမွေးသူလို့ဆိုရမှာလားပဲอืมရှုပ်ပါတယ်တတိယကစားသမားကတော့ရုပ်ဖြင့်မဲ့ချင်းတယ်သူတို့ကြတော့ရောဘလို့လဲအစကတည်းကပါဝင်ပတ်သက်ခဲ့တာလားတေယုတ်က အစပိုင်းမှာတော့ UWS ကိုတိုက်ရိုက်အားပေးတာမျိုးတိတ်မတွေ့ရဘူးဒါပေမဲ့2000ပြည်နဲ့တည်းနောက်ပိုင်းမှာအခြေအနေပြောင်းလာတယ်အဓိကကတော့ဝါဒေထမှာတတူတူဖော်ရေးလို့စီဝါရဲ့အကျိုးမြတ်တွေပေါ်လာတာပေါ့ဩစီဝါရဲ့ကစတာကိုဟုတ်တယ်အဲ့ဒီအခါကျတော့ UWS ကိုတရုတ်ကပိုပြီးအလေးထားဆက်ဆံလာတယ်အဲ့ဒီချင်းဂျပန်နဲ့တည်းမှာပဲမြန်မာစစ်တပ်ဘက်ကပိတ်ဆို့ဖို့တယ်ဖိအားတွေကြောင့် UWS ကလည်းတရုတ်နယ်စပ်ကုန်တွယ်ရေးကိုပို့ပြီးတော့မိခေါ်လာတယ်။ဆိုတော့တရုတ်နယ်ဆက်ဆံရေးကပို့ပြီးနှီးကလာတာပေါ့။တရုတ်ကတော့သူတို့အကျိုးစီးပွားက UWS ကိုတုံးဖို့စူးစမ်းမှာပဲနော်။တင်ချတာပေါ့။တရုတ်ဘက်ကလည်း UWS ကိုသူ့ရဲ့ data တွေမဟာဗျူဟာအကျိုးစီးပွားတဲ့အတွက်ဩဇာလွှမ်းမိုးမှုတိစောက်ဖို့အတွက်အတုံးချဖို့စူးစမ်းလာတာပဲ။အဲ့တော့ဒီအခြေအနေကိုကြည့်ရင် UWSA ဆိုတာကမြန်မာထိုင်းတရုတ်ဆိုတဲ့ အင်အားစုတွေရဲ့ကိုယ်စီအကျိုးစီးပွားတွေမူဝါဒတွေဈာထဲမှာလှုပ်ရှားရင်းနဲ့ကြီးထွားလာခဲ့တဲ့သဘောသိအောင်နေလေနော်ဘု து တော်စာကိုတိတိကျကျခံတယ်လို့ပြောရခဲ့တဲ့အနေအထားမျိုးအတိကျပါပဲအရန်ကိုရှုပ်ထွေးတဲ့အပြန့်လန်ဆက်နွယ်မှုတွေပေါ့ UWSC ရဲ့ယက်တိမှုကဒီအင်အားစု၃ခုလုံးရဲ့မူဝါဒအပြောင်းလဲတွေဆက်ဆံရေးအတက်အကျတွေအပေါ်မှာအများကြီးမူတည်ခဲ့တယ်မကြာတိခင်ကထိုင်းဝင်းကြီးချိုဟောင်းတက်ဆင်ရဲ့မူရေးစေဝါနဲ့ပတ်သက်ပြီးပြောခဲ့တာတွေရှိတယ်လीဟုတ်ကဲ့ကြားလိုက်ပါတယ် အဲ့ဒါတွေကလည်းဒီ data အတွင်းကရှုပ်ထွေးမှုတွေအချို့တစ်ပြန်ထိုင်းဘက်ကစိုးရိမ်မှုတွေကအတိတ်ကဒီလိုကြွေးမွေးခဲ့တဲ့တမိုင်းအမွေတွေနဲ့ဆက်ပြီးရရှိနေတော့မယ်ဆိုတာကိုပြနေတာပေါ့။ဒါကြောင့်အစပြောခဲ့တဲ့တရေမွေးခြင်းဥပမာကိုပြောင်းောက်ရရင် USDA ဟာသူ့ကိုအတုံးချခြင်းနဲ့အင်အားကြီးတွေဖန်တီးပေးလိုက်တဲ့အခြေအနေလိုအပ်ချက်တွေကြဲကနေအခွင့်အရေးယူပြီးကိုယ်အင်အားကိုတိဆုပ်ကြီးထွားလာခဲ့တယ်လို့ဒီသတင်းရင်းမြစ်ကဆိုလိုချင်ပုံရပါတယ်။ဟုတ်ပါတယ်။ဒီမတန်းကနေအဓိက ကောက်ချက်ဆွဲနိုင်တာက USDA ကိုနားလည်ဖို့ဆိုရင်သူ့ရဲ့လက်ရှိအနေထားအင်အားကြီးမားမှုကိုပဲကြည့်လို့မရဘူးသူ့ကိုဘသူတွေကဘာရည်ရွယ်ချက်တင်နဲ့ကြွေးမွေးခဲ့တယ်လဲအတုံးချခဲ့တယ်လဲဆိုတဲ့နောက်ခံတမိုင်းကြောင်းအဲ့ဒီရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုပါထဲ့တွင်းစဉ်းစားဖို့လိုတယ်ဆိုတဲ့ချက်ပါပဲ ဒီအခြေအလက်တွေပေါ်မူဒီပြီးစဉ်းစားစရာတခုကတော့လေဒီလိုတခြားသူတွေရဲ့အတုံးချခံဖြစ်ခဲ့တဲ့တမိုင်းကြောင်းနဲ့အတူအခုအင်အားအရန်တောင်းတင်းလာပြီးဖြစ်တဲ့ USD ရာရှေ့ဆက်ပြီးတော့သူရဲ့အရှုပ်ထွေးလာတဲ့ဒီထောက်တွင်ဆက်ဆံရေးတွေရှားကနေဘလို့လမ်းကြောင်းရှာမလဲဟုတ်ကဲ့ဒီရမယ်အရေးကြီးတဲ့မိခွန်းတခုဖြစ်နေုံမှာသိကြပါလေဗျာ